ဘကိုးတိုင်းနက်တလင်းမြို့နယ်ကစစ်တပ်ဂိတ်စခန်းနဲ့ဘောင်းတဲမြို့နယ်ကစစ်တပ်ဆိုင်ကယ်ရန်နံကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်ထားပါတယ်။တာယာဝတီခရိုင်နက်တလင်းမြို့နယ်ရှားပြည်ကုန်းကျေးရွာကစစ်တပ်ဂိတ်စခန်းကိုနိုဝင်ဘာလ26ရက်မနေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၂ယောက်သေဆုံးခဲ့ပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဂိတ်စခန်းကိုဆုံးခွာထွက်ပြေးသွားတယ်လို့လည်းအသိပေးထားတာပါ။ စစ်တပ်ဂေစကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုတဲ့ဆိုင်ကယ်နဲ့အခြားစစ်သုံးပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အဒီစစ်စင်ရေးကိုအမှတ်နှစ်စစ်စင်ရေးနဲ့မြေပဲခူးတိုင်းစစ်ဌာန UH 22အမှတ်3100တဲတရင်တက်ခွဲ6နတ်တလင်းမြို့နယ်ပါကဖာရိုပူပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါတယ်။ဒါ့ပြင်တာယာဝတီခရိုင်ပေါင်းတဲမြို့နယ်ပန်းသိမ့်ပင်ကြီးရွာကနေဆိုင်ကယ်တွေနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုအမှတ်3100တဲတရင်ရုံရဲဘော်တွေက မနစ်မနက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးတေဆုံးကတဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်တက်ခတ်မှုအပြီးတော်လင်းရဲဘော်တွေအထိခမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလဲအသိပေးထားတာပါပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ကလည်းပဲခူးတိုင်းစစ်ဌာနဗျူဟာ20တရင်3800နှစ်တက်ခွဲလီရဲဘော်တွေကတရားဝတီခရိုင်ဂျိုးပင်ကောင်းမြို့ဝင်စစ်ကောင်စီတပ်ဂိတ်စခန်းနေရာကိုတက်ခိုက်ခဲ့ပါတယ်အဲ့ဒီတက်ခိုက်မှုမှာဒုရဲအုပ်ကျော်စင်ထွန်းအပေါင်းဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်တိဆုံးပြီး နှစ်ယောက်ထပ်မံတရားရရှိကြတယ်လို့အမှတ်နဲ့စစ်စင်ရေးနယ်မြေကအသိပေးထားတာပါ။ဒါ့အပြင်ပေါင်းတဲမြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကကြောက်ကြီးတောင်အထိုင်တပ်စခန်းကိုအင်အားဖြစ်တင်ပို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ဝန်းကျင်တင်လာတဲ့ကားတစ်စီးကိုလည်း view 27 PDF တက်ရင်3600တက်တက်ခွဲ9ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်ကလည်းတရားဝတိခရိုင်ဇီးကုန်းမြို့နယ် KTV ကိုရောက်ရှိနေတဲ့စစ်ကောင်စီလက်အောက်ခံရဲနဲ့ပြည်သူစစ်တွေကို ယူဟာ၂၀နှစ်တရင်3800တက်ကတက်ခိုက်ကြတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးပြီးလက်နက်အချို့ သိမ်းဆီးရရှိကြတယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေကအထုတ်ပြန်အသိပေးထားပါတယ်ရှင်။